အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးအနေကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့ကျွန်မအမတန်မှပဲရိုးရှင်းတဲ့ခေါင်းစဉ်လေးတစ်ခုပေါ့နော်အဲ့ဒီခေါင်းစဉ်လေးတစ်ခုကိုကျွန်မစဉ်းစားမိရယ်အဲဒီအကြောင်းအရာလေးကိုပြောမယ်ပေါ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ပြစ်စုံပံကံဒီတာအဓိကအကြဆုံးဆိုတဲ့ခေါင်းစဉ်ပေါ့နော်တကယ်အင်္ဂလိပ်လိုပြောကြမယ်ဆိုလို့ရှိရင်ကျွန်မတို့ live now လို့နော် live at the moment လို့ เนาะဒီလိုမျိုးလေးတွေကျမတို့ပြောကြတယ်အခုအချိန်မှာနေထိုင်မှုအတွက်ကိုပြောကြတယ်ပေါ့เนาะဆိုတော့အဲ့ဒီအဲ phrase လေးပေါ့ဒီစကားစုလေး ਨੇ ပတ်သက်တယ်ဆိုလို့ရှိရင်ခဏခဏဖတ်ဘူးကြတယ်ကြားဘူးကြတယ်လူတွေလည်းခဏခဏပြောပြောကြလုံးအားကြီးလို့ဒီအကြောင်းအရာကဟိုအရင်ကိုရိုးရှင်းနေပါပြီပေါ့เนาะအဲ့ဒါကိုအရင်ဆုံးပြောပြခြင်းတယ်ဒါပေမဲ့အခု ပြောမဲ့အကြောင်းကတော့ဒီအကြောင်းအရာဒီကောင်းစဉ်ဆိုပေမဲ့ဟိုရှူတောင်းလေးတခုကနေပြီးတော့ကျွန်မစဉ်းစားမိတာလေးပေါ့အဲ့ဒါလေးကိုကျွန်မဝေမျှကျင်တာဖြစ်ပါတယ်ကျွန်တော်ဟိုတိတ်မကြသေးခင်တော့ပဲရင်တော့အကြောင်းတူတူတက်ခဲ့ပြီးရဲ့အမတယောက်နဲ့တွေ့ရဲသူနဲ့ကျမနဲ့စကားပြောပြတယ်ပေါ့လीပြောပြတဲ့ဆိုရဲကကြတော့ဒီလိုပဲကျမတို့ ဟိုမိတ်ဆွေတိုင်ဝိုင်းနေမှာဆရာမတယောက်ရှိရပါတော့သူပြောတဲ့အဲ talk လေးတွေမှာဆိုလို့ရှိရင်ဘာပါလဲဆိုသူကအစားအသောက်နဲ့ပတ်သက်လို့ရှိရင်ねဟိုအမြင်ရမယ်ဆန္ဒအမြင်ရမယ်ပြည်တယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲလို့ဆိုတော့တဲ့သူတို့ငယ်ငယ်တုန်းကဒီဟိုစွန်းလောင်းနေပေါ့နော်စွန်းလောင်းနေအခါကျလို့ရှိရင်သူကအမြင်ရန်ဟိုစွန်းချက်တယ်စွန်းဟင်းနေချက်တယ်ပြီးရဲ့အခါမှာ ဟိုစားစီခြင်းလိုက်တာပေါ့နော်ကောင်းစီခြင်းလိုက်တာဆိုတဲ့စီရင်တာအမြင်နဲ့မရှိတယ်အဲ့ဒီအတွက်ကြောင့်မို့သူကနိုင်ငံခြားမှာနေပြီးမဲ့သူစားဖို့တောင်းတလိုက်တယ်ပေါ့သူတခုခုအာတိသရှိရဲစားခြင်းနေဆိုလို့ရှိရင်အဲ့ဒီအရာတွေကသူ့စီကိုရောက်လာတယ်ပေါ့နော်ဆိုတော့သူအဲ့ဒီအကြောင်းလေးကိုပြောတယ်ပြောတော့ကျမတို့ကလည်းအဲ့ဒီအကြောင်းလေးကိုဆက်ဆက်ပြီးတော့ပြောမိကြတယ်ပေါ့လေဟုတ်တယ်ဒီခါလေးကြောက်လို့ရှိရင်အဲ့လိုမျိုးဟိုတချို့အရာတွေမှာပေါ့နော်ထူးထူးခြားခြားကိုဟိုကျမတို့ရဲ့ ဆန္ဒတွေပေါ့နော်ဒါတွေကဟိုပြည့်နေတာအလိုလိုနေရင်ကိုပြည့်လာတာမျိုးတွေရှိတယ်လို့ဆိုပြီးတော့ကျမတို့အဲ့ဒီအကြောင်းပြောပြတယ်ကျမတနေ့ရပဲပြောရလို့ရှိရင်ရေချိုးရင်းနဲ့ပေါ့နော် ရေချိုးရင်းနဲ့ကျမအဲ့ဒီဟိုရှာဝါဂျယ်လီပေါ့ရှာဝါဂျယ်လီကိုကျမသုံးနေနေဘာလို့သွားတတိယလဲဆိုအဲ့ဒီရှာဝါဂျယ်လီကကျမကိုတကယ်ချင်းတယောက်လည်းစောင့်ပေးတာပေါ့နော်အဲ့ဒါကိုကျမသွားတတိယရတယ်ပြီးတော့ဘာလို့ကျမဆက်ဆက်ပြီးတော့စဉ်းစားမိတယ်ဆိုတော့အော်လို့ဟိုဒီရေချိုးခန်းထဲမှာရှိတဲ့ အမွေးကြိုင်နေပေါ့ဒီ shower gel တွေပါတယ်နော်ဆက်ပြာတွေပါတယ် shampoo တွေပါတယ်အစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးအရာတွေဟာကျမကလေဟိုမဝယ်ရဘူးပေါ့နော်ကျမဘုရားမှာဟိုရေချိုးဆက်ပြာကုံသွားလို့ဆက်ပြာဝယ်ရတယ်ဆိုတဲ့ဟာမျိုးမရှိဘူးသွားတိုက်ဆေးကုံသွားလို့သွားတိုက်ဆေးဝယ်ရတယ်ဆိုတာမျိုးမရှိဘူးနောက်တစ်ခု skin care တွေပေါ့နော် cosmetic တွေနဲ့ပတ်သက်လို့ရှင်လေအဲကျမတုံးနေကြ brand သာ ကျွန်မကုံသွားလို့ကျွန်မဝယ်တာပဲရှိတယ်။ကျန်တာတွေကတော့ဗာလဲဆိုလို့ရှိရင် အမျိုးစုံပဲဒီလိုမျိုးဟို moisturizer တွေဟိုတုံးတွေအဲ့ဒါမျိုးတွေရာလေကျွန်မအမြဲတမ်းလက်ဆောင်ရတတ်တဲ့အရာတွေဖြစ်တယ်။နောက်တစ်ခုကထူးခြားတာဗာလဲဆိုကျွန်မရဲ့ဘဝမှာကျွန်မလုံးဝမဝယ်ဘူးတဲ့ဟာရှိတယ်။လုံးဝမဝယ်ဘူးကိုပါကိုเนาะအဲ့ဒါတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရေမွေးပါ ကျမဘဝမှာရေမွေးဆိုတာတခါမှကိုယ့်အကူမဝယ်ဘူးဒါပေမဲ့ရေမွေးတွေကတော်တော်ကောင်းတဲ့ရေမွေးတွေကျမစီမှာရှိတယ်ပေါ့နော်အဲ့တော့ရေမွေးရပါလဲဆိုကျမအရန်လက်ဆောင်ရတယ်ရေမွေးလေးဘာဖြစ်လို့လဲမသိဘူးကျမကဆိုလို့ရှိရင်ရေမွေးတွေပေးကြတယ်ပြီးရခါမှာဟိုကျမရဲ့ best friend ရှိတယ်ပေါ့နော်သူကဩစတြေးလျမှာနေရသူကကျမကိုဒိုင်ခံရေမွေးပို့ပေးဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကရေမွေးကျမတုံးတဲ့အနံ့နေတယ်သူကကျမကြိုက်တဲ့အနံ့နေတယ်သူကတိရတဲ့အခါကျတော့ ဟိုအမြဲလူကြုံရှိလို့ရှိရင်ကျမတို့သူထည့်တယ်ပေးတယ်အဲ့တော့ရေမွေးသူ့စီရရတယ်နောက်တစ်ခုကရေမွေးရကျမအမြဲသုံးနေကြရေမွေးတွေရှိရပေါ့နော်ဟိုကုံသွားတယ်ဆိုတာမျိုးဘယ်တော့မှမရှိဘူးအမြဲတမ်း refill ပြန်ပြန်ရတယ်ကျမအမျိုးသားရှိတော့ကသူကလည်းအဝယ်တယ်ကျမအမျိုးသားမရှိတော့ဘူးဆိုတဲ့အခါကျတော့ကျမမောင်လေးပေါ့သူကသွားတဲ့နေရာမှာအဲအတူမှတွေ့ရေမွေးဝယ်ဝယ်လေးရှိရပေါ့နော် ဲ့ခါကျတော့ကျမစဉ်းစားမိရရေမွေးဆိုလို့ရှင်တယ်မဝယ်ရဘူးနောက်ပြီးတော့ဟိုအဲ့ဒီ cosmetic ပေါ့နော်အတူတူအမွေးကြိုင်နေတဲ့ပတ်သက်ရင်ကိုယ့်ဟာနဲ့ကိုဝယ်ရတယ်ဆိုတာအရန်ကိုရှားတယ်လို့ဆိုကျမအဲ့ဒီအကြောင်းကိုပြောပြတယ်နော်နှခမ်းနေရဆိုလို့ရှင်လည်းရတယ်ခဏခဏလက်ဆောင်နေရတယ်အဲ့လိုမျိုးပေါ့ makeup လုပ်တဲ့ဟာတွေနော်အဲ့လိုမျိုးတွေဆိုလို့ရှင်ရတယ်နောက်တစ်ခုကကျမစီကို လက်ဆောင်တွေပေးလို့ရှိရင်အမွှေးနှသာတွေဒီဟိုဖျောင်းနိုင်တို့เนาะ essential oil တို့အဲ့ဒါတွေပေးရပြီးတော့ကြောညာတွေဆိုလို့ရှိရင်အဲ့ဒီဟိုဖျောင်းနိုင်နေပါတယ်ဆိုလို့ရှိရင်ကျမနဲ့ကြောညာတယ်ဆိုလို့ရှိရင်သူတို့အရင်ရောင်းကောင်းတယ်ပေါ့เนาะဆိုပြီးတော့အဲ့လိုမျိုးတွေလည်းပြောကြတယ်အဲ့ခါကျကျမဘာကိုသွားပြီးတော့စဉ်းစားမိလဲဆိုတော့ ဟာဟိုတခုခုပေါ်တော့ဘာမှွေးတာ ਨੇ ပတ်သက်ပြီးတော့အရင်တော့ကဘာတွေလှူခဲ့လဲမသိဘူးဆိုတော့ကျွန်မဒီကျွန်မတို့ဒီအကြောင်းလေးကိုစဉ်းစားပြီးတော့အဲသူ ਨੇ အဲ့အမနဲ့ကျွန်မပြောမိရပေါ့လေပြောမိတော့ဘာပြောလဲဆိုတော့အမဟုတ်တယ်တဲ့အဲ့ဒါတွေကဒါပြောရမယ်ဆိုလို့ရှင်ပေါ့နော်ဒီဘာသာတရားရဲ့ရှုထောင့်ဘက်ကပေါ့နော်ကံကံရဲ့အကျိုးဒါမျိုးတွေကိုအဲ့ဒီရှုထောင့်ကနေပြောရမယ်ဆိုလို့ရှိရင်အရာရာတိုင်းကအဲကိုပေးခဲ့တာတွေကိုပြန်ရတယ်ပေါ့လေဟို တချို့တွေကမှုရတဲ့နေရာတွေမှာနေရတယ်တချို့တွေကကြတော့နန်တဲ့နေရာတွေမှာနေရတယ်ဒါမျိုးတွေလည်းရှိတတ်တာပဲတဲ့နော်အဲ့တော့ကိုကဘာတွေဟိုလုတ်ခဲ့လေတော့မသိဘူးဒါပေမဲ့ကိုလုတ်တာကိုပြန်ရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်မကျွန်မတို့ပြောပြကြတယ်အဲ့တော့ဆက်ပြီးတော့လည်းစဉ်းစားကြရပြောတာပေါ့နော်ကျွန်မအမြဲတမ်းပြောရတဲ့စကားရှိပါတယ်ဘာလဲဆိုလို့ရှိရင်ကိုကလိုကိုလိုချင်တဲ့အရာကိုကိုအရင်ဆုံးပြန်ပြီးတော့ပေးပါဒါကိုကျွန်မ ဟို money mindset ထဲမှာလည်းကျွန်မထည့်ရေးဘူးတယ်ပြီးတော့ abundance တို့ဝါတို့တွေမှာလည်းကျွန်မ workshop တွေပါတယ်မှာဆိုလည်းကျွန်မအမြဲပြောဘူးတယ်ကိုကအဆင်ပြေမှုတွေလိုချင်နေဆိုရင် သူများကိုအဆင်ပြေမှုတွေပြန်ပေးနော်အရင်ဆုံးပေးကိုကချစ်ချင်းမေတ္တာကိုလိုချင်နေဆိုရင်တကယ်ချစ်ချင်းမေတ္တာကိုပေးဒါပေမဲ့ စစ်မှန်တဲ့ခြေချင်းမြတ်တာတော့ရှိရမယ်ပေါ့နော်ကျွန်မပြီးခဲ့တဲ့ဘက်က weekend talk မှာပြောနေသလိုပေါ့ကိုယ့်ရဲ့မြတ်တာဘယ်နေရာလာလဲဒါကိုလေကိုကစမ်းစစ်ဖို့လိုတာပေါ့နော်အဲ့တော့ကိုပေးလိုက်တဲ့ level ပဲပေါ့နော်အဲ့ဒီအတိုင်းပဲကိုကပြန်ပြီးတော့အာရတာမျိုးတွေကျွန်မတို့စီမှာရှိတယ်နော်အဲ့တော့ကိုက အာငွေကြေးလိုချင်နေဆိုလို့ရှိရင်ငွေကြေးအဆင်ပြေမှုတွေသူများအတွက်ဖန်တီးပေးကိုကစပြီးတော့ပေးပျော်ရွှင်မှုလိုချင်နေဆိုရင်လည်းပျော်ရွှင်မှုကိုကစပြီးအဆင်ပြေမှုတွေလိုချင်နေဆိုရင်လည်းအဆင်ပြေမှုတွေကိုကစပြီးအဲ့လိုပုံစံမျိုးနဲ့ကျွန်မတို့သွားရပေါ့နော်အဲ့တော့အာတချို့ဆိုလို့ရှိရင်ကျွန်မတို့ပြောပြောကြရဒီ relationship တွေမှာပေါ့နော် relationship တွေမှာတချို့ပါပြောလဲဆိုတော့ relationship နဲ့ပတ်သက်ရင်ဘယ်တော့မှမပျော်ရွှင်ရဘူး relationship နဲ့ တွေမှာဘယ်တော့မှကန်ကောင်းတဲ့သူမဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးဆိုတော့အဲ့တော့ကျမကပြန်ပြီးတော့စဉ်းစားခိုင်းနေပါတော့ကိုယ့်ရဲ့တောက်လျှောက်ပေါ်ကိုယ့်ရဲ့ဘဝမှာကိုယ်ကြုံတွေ့ခဲ့ရတဲ့ relationship တွေပုံစံမျိုးစုံနဲ့ရှိနိုင်မယ်လူမျိုးစုံနဲ့ရှိနိုင်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး relationship တွေမှာဟောကိုကရောဟိုကိုကြောင့်သူများကိုပူလောင်စေခဲ့တဲ့အရာတွေရောရှိနေသလားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကလည်းဘာဖြစ်လဲဟိုကိုပူလောင်ရတယ်ဆိုတာကလည်းဒါတနေ့ရမှာပေါ့တချို့ အကွိတခုခုမှာတော့ကိုလည်းတခုခုပေါ့နော်ပူသူမြောက်ပူလောင်စီခဲ့တယ်ဆိုတဲ့အရာမျိုးတွေပေါ့အလုပ်ခဲ့လို့လည်းဒါဖြစ်ရင်ဖြစ်နိုင်တယ်နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့အကုန်လုံးကဘာဖြစ်လဲဆိုလို့ရှိရင်ဆက်ဆက်နေပေါ့နော်အဲ့တော့တယောက်ကဆိုလို့ရှိရင်ဘာပြောလဲဆိုလို့ရှိရင်ကျမစဉ်းစားကြည့်ပါဆိုတော့ तू तू ရဲ့ဟိုသူဖြတ်တန်းခဲ့တဲ့ဘဝလန်ခီတခြားမှာเนาะသူကြုံခဲ့ရ relationship တွေเนาะဒါရင်းနဲ့ပတ်သက်ပြီး तू ပြန်စဉ်းစားတော့ तू တွေ့တယ်တဲ့เนาะ တွေ့ရဆိုတာအဲ့လိုမျိုးသူ့ကြောင့်မလို့သူများပူလောင်စီရဲ့နောက်ပြီးသူရှိနေတဲ့အတွက်ကြောင့်ကိုတစုံတယောက်တည်းပူလောင်နေခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုသူတွေ့ရတဲ့နော်အဲ့ဒါကြောင့်မလို့သူကလည်းအခုချိန်မှာသူကြုံရတဲ့ relationship တွေမှာသူဒီကံမကောင်းမှုလို့နော်သူလည်းပူလောင်နေရတယ်အစရှိသဖြင့်သူဒါမျိုးတွေကိုပြောတယ်ပေါ့ပြောတဲ့အခါကျတော့အဲ့မှာကျမသူ့ကိုဒီကျမအမြဲတမ်းအခု အခုနောက်ပိုင်းမှာကျွန်မခဏခဏပြောသွားတယ်မမခိုင်ငိမ့်ဆီယမခိုင်ငိမ့်ရဲ့ဒီ one on one powerful thoughts ပေါ့နော်စိတ်ဦးရမှာ boundary ပွင့်စေဖို့ဆိုတော့အဲ့ဒီဟို talk လေးပေါ့လေအဲ့ဒီ focus focus talk ပေါ့အဲ့ဒါလေးကိုနားထောင်ဖို့ audio လေးကိုနားထောင်ဖို့ကျွန်မပြောတယ်ပြောတဲ့ခါကျတော့သူကဘာပြောလဲဆိုတော့ ူကအရင်တော့သူ့အကြောင်းမလို့နာကျင်စေခဲ့တဲ့သူတွေနာကျင်ရခဲ့ရတဲ့သူတွေရှိတယ်။သူရှိနေတဲ့အတွက်ကြောင့်ပူလောင်ခဲ့ရတဲ့သူတွေရှိရယ်ဆိုးရိမ်နေခဲ့ရတဲ့သူတွေရှိရယ်ပေါ့။အဲ့တော့အဲ့ဒီလူတွေကိုသူအမြဲတမ်းသတိရတယ်။သူပြန်တောင်းပန်တယ်။ပြီးတော့သူကဗာမီးလဲဆိုတော့အဲ့ဒီအရင်တော့သူလုံးခဲ့တဲ့အရာတွေကိုသူပြန်ပြီးတော့သတိရနေရတဲ့အတွက်ကြောင့်မလို့အဲ့ဒါကတဖန်အကုသို့ပြန်ပြီးတော့ဖြစ်သလားဆိုတော့သူကကျွန်မကိုမေးတယ်ပေါ့နော်။ ကျမလည်းရုတ်ရက်တော်ဘလို့ပြန်ပြေးရမှမသိဘူးနောက်တစ်ခုမေသူ့ရဲ့မိကွာအရန်ကောင်းပါတယ်ပြောရမယ်ဆိုရင်လေနောက်တစ်ခုသူကဗာမေးတယ်ဆိုတဲ့အခါကျတော့ဒီ one one powerful thoughts ပေါ့နော်အဲ့ဒီစိတ်ဥယျာဉ်မှာဘန်းတွေပွင့်စေဖို့ဆိုတာကဆီယမ်မိုင်းလူးဝစ်ဟေးရဲ့အဲသူ့ရဲ့ advice လေးပေါ့နော်ဒါလေးတွေကိုဆီယမ်မခိုင်ကြီးကပြန်ပြီးပြောပြထားတာဖြစ်တယ်အဲ့ဒီထဲမှာတစ်ခုပါတယ်ဗာလဲဆိုလို့ရှိရင်ကျမလည်းနားထောင်ပါတယ်အဲ့ဒါနော်သူက past is the past ပေါ့နော်အတိတ်ကအတိတ်မှာပဲ အတိတ်ဆိုတာအတိတ်ပဲဘာမှ မဟုတ်ဘူးသူ့ကိုဆွဲပြီးတော့ယူမလာနဲ့တော့နော်အခုအချိန်မှာဖြစ်နေတဲ့ပြစ်ဆုံးပံမှာဖြစ်နေတဲ့အကြောင်းတရားတွေဒီဒါကအတိတ်နဲ့ဘာမှမဆိုင်တော့ဘူးအတိတ်ကလွှမ်းမိုးတက်ရောက်မှုမရှိတော့ဘူးဆိုပြီးတော့ပြောတာနော်အဲ့တော့အဓိကပါလဲဆိုလို့ရှိရင်အခုပြစ်ဆုံးပံအခြေအနေမှာအဲ့ဒီအနေအထားမှာပဲကိုကအနာဂတ်ကိုဖန်တီးနိုင်တဲ့ အမ်စွမ်းအားပေါ့နော်ပါဝါအဲ့ဒါကိုကိုပိုင်ဆိုင်နိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အတိတ်ကိုပြန်ပြီးတော့မစင်စားနေတော့မတွေးနေတော့အတိတ်ကတက်ရောက်မှုမရှိတော့ဘူးအခုပြစ္ဆုတ်ပံဘဝမှာလို့ပြောတယ်အဲ့တော့သူကဘာပြောလဲဆိုအဲ့ဒီနှစ်ခုက controversial ဖြစ်တယ်ပေါ့နော်တစ်ခုနဲ့တစ်ခုကဟိုဟိုချိတ်ဆက်လို့မရဘူးဖြစ်တယ်ကျမတို့ဘာသာတရားနဲ့ကြည့်မယ်ဘာသာရေးရှုထောင့်ကကြည့်မယ်ကျမတို့ကတော့ဗုဒ္ဓဘာသာတွေဆိုတော့ ကန်ကန်ရဲ့အကျိုးယုံကြည်ရတဲ့သူတွေအနေနဲ့ကြည့်လို့ရှိရင်ကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့အတိတ်ကလုပ်ခဲ့တဲ့အရာတွေကအခုပြစ်ဆုံးပံမှာလာပြီးတော့လွှမ်းမိုးမှုရှိနေတဲ့အတွက်ကြောင့်မလို့နော်ခုနပြောသလိုသူသူ့အကြောင်းတွေပဲဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်သူ့အကြောင်းမလို့သူများပူလောင်ခဲ့ရတယ်ဆိုသူကလည်းအခုချိန်မှာပူလောင်ရတယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံပေါ့အဲ့တော့ဟိုမှာပြောလိုက်တဲ့ဟာကဘာလဲဆိုအတိတ်ကိုအတိတ်မှာပဲထားခဲ့အတိတ်ကဘာမှကိုယ်လွှမ်းမိုးမှုမရှိဘူးလို့ပြောပြီးပဲဘာသာရေးရှုထောင့်ကကျမတို့ရဲ့ဗုဒ္ဓဘာသာရှုထောင့်ကကြည့်လိုက်တဲ့အခါကျတော့ နော်အထိတ်ကံတွေလွှမ်းမိုးမှုရှိရတဲ့အတွက်ကြောင့်မလို့အခုအချိန်မှာကျမတို့ရဲ့ဟိုခံစားနေရတဲ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဒါကိုပြောတာပေါ့နော်အဲသူကကျမကိုအဲ့ဒီနှစ်ခုမေးတယ်သူစိတ်ကျမကအဲ့ဒါ confuse ဖြစ်နေတယ်ရှုံနေတယ်အဲ့ဒါကိုဘယ်လိုမျိုးလဲဆိုတော့အဲ့တော့ကျမတေချာစဉ်းစားပြီးတော့ကျမဖြေလိုက်ပါတယ်ပြီးတော့ကျမရဲ့အဖြေပုံမှာလည်းကျမအနေနဲ့ကျေနပ်မှုရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျမဒါလေးကိုပြင်ပြီးတော့မျှဝေရဖြစ်ပါတယ်အဲ့တော့ကျမဘယ်လိုမျိုးဖြေလိုက်လဲဆိုတော့ ဒီ101 powerful thoughts เนาะဒီထဲမှာပြောတဲ့အကြောင်းအရာဒီပါလဲဆိုလို့ရှင်ဒါ self help နဲ့ပတ်သက်ပြီးတော့ပြောတာကျွန်တော်တို့ကိုယ့်ဘာကိုကုညီဖို့ကျွန်တော်တို့ရဲ့ life skills เนาะဘဝအတွက်ကျွန်တော်တို့ဘယ်လိုမျိုးကုညီမလဲအဲ့တော့အဲ့ဒါနဲ့ရှင်ပြီးတော့စဉ်းစားမယ် life skills တခုအနေနဲ့ကျွန်တော်တို့စဉ်းစားရဲဆိုလို့ရှင်ရင်เนาะအမှန်ပဲအတိတ်ကအတိတ်မှာပဲထားခဲ့ရမယ်ဒါပေမဲ့အဲ့ဒီဟာကို ကျမတို့ပြန်ပြီးတော့တွားနေလို့အတိတ်ကိုပြန်ပြီးတော့တူးဆွနေရယ်เนาะ အဲ့ထဲမှာဘယ်ရုံးမထွက်နိုင်ဘူးဖြစ်နေတယ် guilt ဖြစ်နေတယ်เนาะအဲ့ဒါမျိုးဖြစ်နေသည်၍ကျမတို့က move on မလုပ်နိုင်ဘူးရှေ့ကိုမတိုးတက်နိုင်ဘူးပေါ့เนาะရှေ့ကိုဆက်မသွားနိုင်ဘူးအဲ့လိုသဘောမျိုးရှိရယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒါကအဲ့ဒီဘက်က perspective မတူတာပေါ့နော် different perspective အဲ့လိုပြောတာကျမတို့ဗုဒ္ဓဘာသာရဲ့ရှုထောင့်ကပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီမှာကံကံရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ဟိုအရင်တော့လုပ်ခဲ့တဲ့အရာတွေကအခုချိန်မှာအဲတမျိုးတနည်းမဟုတ်တနည်းမဟုတ်တနည်းပြန်ပြီးတော့ခန်းစားရတာမျိုးတွေရှိရဲ့လို့ကျမတို့ကယုံကြည်တယ်နော်ဘဝတစ်ခုမှာပဲဖြစ်ဖြစ်တန်တရားတစ်ခုမှာပဲဖြစ်ဖြစ်နီးကပ်ခဲ့တဲ့ဘဝတစ်ခုပဲဖြစ်ဖြစ်အခု less လက်ရှိပြည်စုံပံဘဝမှာပဲဖြစ်ဖြစ်ကိုလုတ်ခဲ့တဲ့အရာတွေဟာတချို့ကိစ္စတွေဆိုဘဝတော်မှာမကိုဘူးပြန်ပြီးတော့ဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကံရဲ့အကျိုးသက်ရောက်မှုအတိတ်ကိုအတိတ်မှာပဲထားခဲ့ဆိုပေမဲ့အတိတ်ကပြုလုပ်ခဲ့တဲ့ကံတွေရဲ့အကျိုးသက်ရောက်မှုဒီလေကျွန်တော်တို့အခုအချိန်မှာအာရှိတာကတော့အမှန်ပဲဖြစ်တယ်နော်ဒါပေမဲ့အဲ့ဒီအော်သူပြောတဲ့အချက်နှစ်ခုပေါ့ statement နှစ်ခုဟို shoot down နှစ်ခုပေါ့နော် perspective နှစ်ခု နော်တခုကကြတော့အတိတ်ကိုအတိတ်မှာပဲထားခဲ့အတိတ်ကဘာမှတည်ရောက်မှုမရှိဘူးပြောတယ်။နောက်တခုက perspective တခုကတော့အတိတ်ကအကြောင်းတရားတွေဟာအခုပြည့်စုံပံအကျိုးတရားတွေပေါ်မှာလွှမ်းမိုးမှုရှိရအဖြစ်ပေါ်မှုရှိရလို့ပြောတယ်။အဲ့နှစ်ခုကတော့ကွာနေတယ်။ဒါပေမဲ့ဆက်ပြီးတော့နားထောင်နေဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်နော်နှစ်ခုစလုံးကဘာကိုဆက်ပြီးတော့ပြောလဲဆိုပြည့်စုံပံအခြေအနေမှာပဲနေပါပြည့်စုံပံကံဒီသာအနာဂတ်ရဲ့အနာဂတ်ကိုဖန်တီးဖို့အတွက်အကောင်းဆုံး powerful အဖြစ်ဆုံးဖြစ်တယ်လို့ပြောတာ เนาะအဲ့တော့အဲ့ဒီ perspective နှစ်ခုမှာမတူတဲ့အဲတုံးသက်မှုပေါ့เนาะအဲ့ဒါရှိသလိုမျိုးတူတဲ့အရာတခုကတော့ပါလဲဆိုပြစ်ဆုံးဘက်မှာနေပါလို့ပြောတာเนาะအဲ့တော့ကျမအနေနဲ့ဘယ်လိုမျိုးနားလည်လဲဆိုလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ကျမတို့ကပြစ်ဆုံးဘက်ကမှာပြစ်ဆုံးဘက်မှာပဲနေရမှာပဲเนาะပြစ်ဆုံးဘက်မှာလုတ်တဲ့ကုတူ နော်ကံပေါ့နော်အဲ့ဒီအလုပ်တွေဒီသားရင် powerful အဖြစ်ဆုံးဆိုရလေအမှန်ပဲပေါ့နော်အဲ့တော့အရင်တော့ကအတိတ်ကံအရာလုပ်ခဲ့တဲ့အရာတွေကဒီချိန်မှာလွှမ်းမိုးမှုရှိရဆိုတာမှန်ပေမဲ့ကျမတို့ကဒါအပေါ်မှာမလုပ်ရမှာလဲဆိုအတိအမှတ်ပြုရမယ်ပြီးရခါကြလို့ရှိရင်သူ့အပေါ်မှာကျမတို့ဟို let go လုပ်ရမယ်ပေါ့နော်ဒါကြီးကိုငါလုပ်ခဲ့မိရမှားတယ်နောင်တရရတယ်ဆိုပြီးတစ်ချိန်လုံးတွေ့ဝင်နေဖို့မောဟဖြစ်နေဖို့ဒါကိုပြန်စဉ်းစားပြီးတော့နော်ဖြစ်နေဖို့ မလို့เนาะအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှင် တော့ဒါကဘာဖြစ်လဲဆိုအခုသူပြန်ဖြစ်တာပေါ့เนาะပြီးရပြီးသွားပြီဒါပေမဲ့ဒါကိုပြန်ပြန်ပြီးတော့စဉ်းစားနေရတဲ့အတွက်ကြောင့်မလို့အဲ့တော့ဘာလို့ ਆ မှာလဲဆိုသူ့ကိုကျမတို့ကအတိအမှတ်ပြုတယ်လက်ခံပေးရဆိုတာလုပ်လို့ရတယ်ပြီးရခါမှာဘာဖြစ်လဲဆိုလို့ရှင်ဒါကိုကျမတို့သင်ခန်းစာယူရမှာပေါ့เนาะကိုတီဟာမှားခဲ့ရဆိုတာအတွက်ကြောင့်မလို့အဲ့ဒီအမှားကနေကျမတို့ရလိုက်တဲ့သင်ခန်းစာဒီပါလဲနော်ဒါမှားတယ်ဆိုလို့ရှင်ဒါမျိုးကိုဆက်လုပ်အောင်မလားနောက်တစ်ခါဒါမျိုး ဖြစ်လာလို့ရှိရင်ဒါမျိုးတွေဆက်လုပ်အောင်မလားဆိုတာဒါကျမတို့သင်ယူရတဲ့သင်ခန်းစာဖြစ်တယ်အဲ့ဒီလိုပဲနော်ရှိခဲ့တဲ့ကံတွေပေါ့ကံအစိုးတွေလည်းလှုပ်ခဲ့ကြတာပဲကျမတို့ကနော်အကုသိုလ်တွေလည်းလှုပ်ခဲ့ကြတာပဲမလှုပ်သင့်မလှုပ်အပ်တာတွေမပြောသင့်မပြောအပ်တာတွေဒါတွေကိုလည်းကျမတို့လှုပ်ခဲ့ကြတာပဲဒါပေမဲ့ဒီချိန်ထဲမှာပြည်စုံပံမှာကျမတို့ကဒါကိုလုတ်ခဲ့တာတွေကိုသင်ယူတယ်အတိအမှတ်ပြုတယ်အဲပြီးရဲ့အခါမှာမလုပ်နိုင်လဲဆိုလို့ရှိရင်ကောင်းတာတွေနဲ့ပြန်ပြီးတော့အစားထိုးလို့ရတယ်ဖြည့်ဆည်းပေးလို့ရတယ်ပေါ့နော်အဲ့ဒါ အဲ့လိုမျိုးစိတ်နဲ့ထားနိုင်မှသာလျင်ကျမတို့ကမဖြစ်လဲဆိုလို့ရှိရင်ဒီအတိတ်အတိတ်ကကံရဲ့လွန်မှုမှုကြောင့်မလို့နော်ဖြစ်ပေါ်လာတဲ့နောင်တတွေကြောက်ရွံ့မှုတွေရှက်ရွံ့မှုတွေတိမ်ငယ်မှုတွေဝမ်းနည်းမှုတွေနာကျင်မှုတွေပေါ့နော်အဲ့ဒီကနေလေကျမတို့လွတ်ကင်းနိုင်မယ်ပြီးရခါမှာအတိတ်ကကိုယ့်အပေါ်မှာနော်ဘာမှတယောက်မှုမရှိတော့ပါဘူးဆိုတာကိုလေကျမတို့ကလက်ခံနိုင်မယ်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်အာအခုလက်ရှိပြစ်စုံပံအခြေအနေမှာ ကျမတို့အကောင်းဆုံးပေါ့နော်ကုသိုလ်နဲ့ပြန်ပြီးတော့ဖြည့်နိုင်မယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုကျမတွားပြီးတော့မြင်တယ်အဲကျမဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲလုပ်ပဲပေါ့နော်ကျမတင်စဉ်းစားမိရဲ့အဲ့တော့လူသားတွေကအမားတွေအများကြီးရှိခဲ့ကြပါတယ်နော်ကျမတို့မှာကိုစီကိုစီအမားတွေရှိခဲ့ကြတယ်နော်ဟိုအကုသိုလ်တွေရှိခဲ့ကြတယ်အဆိုးတွေတွေးခဲ့ကြတယ်ပြောခဲ့ကြတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါလေးတွေကခုနပြောသလိုမျိုးပေါ့ဟို ဒီဥမာကျမရေမွေးရေရတယ်ပေါ့ရေမွေးရေရတယ်အမွေးနှစ်သားတွေကျမစီကိုယောက်လာတယ်ဆိုရဲဟာဘယ်တော့မှမလုပ်ခဲ့လေတော့မသိဘူးဒါပေမဲ့ဟိုတေးတေးလေးလေးဖြစ်ဖြစ်မယ် maybe ဟိုပန်းလှလှလေးပေါ့ပန်းမွှေးမွှေးလေးလှလှလေးဟိုဖျားပူစော်ခဲ့တာမျိုးတွေဖြစ်နိုင်တယ်เนาะချစ်တဲ့ခင်တဲ့သူတွေကိုပန်းလေးပေးတာမျိုးအဲအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်เนาะတော့ကျမအရန်လက်ဆောင်ရတဲ့အချိန်မှာပန်းနေလေပါတယ်เนาะဆိုပဒါအခုမှကျမတတိယလို့ပြောတာဘာလဲဆိုလို့ရှိရင် န်ပန်းပန်းစည်းခဏခဏလဲဆောင်ရတယ်ကျမကလေအဲ့တော့ပန်းဆိုလို့ရှိရင်လည်းဒါမှုရပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့ကိုလုံးတဲ့အလုပ်တစ်ခုမှာကိုရဲ့စေတနာထက်တန်ခဲ့တာမျိုးဖြစ်နိုင်တယ်နော်ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ပန်းပန်းလေးတစ်စည်းလှူလိုက်တာအဲ့မှာစိတ်စေတနာအာယုံအပြည့်ညွတ်လိုက်တာအဲ့လိုမျိုးတွေရာလဲဘာဖြစ်လဲဆိုအကျိုးပေးတန်တယ်ပေါ့နော်ကိုရဲ့ intention က strong ဖြစ်ရင်ဖြစ်တယ်လို့မျိုးကိုစီမှာလာဖြစ်တဲ့အကျိုးပေးတွေရာလဲ အဲ strong ဖြစ်တယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ဓာမျိုးတွေတောင်မှဖြစ်နိုင်သေးရပဲเนาะပန်းလေးလှူလိုက်လို့များเนาะအမွှေးတွေခဏခဏရတာလားအဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးစဉ်းစားကြည့်ရဆိုလို့ရှိရင်ဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်ကြောင့်တောင်မှဒီလိုအကျိုးတရားတွေရတာပဲဆိုလို့ရှိရင်ကျမတို့ခုနပြောလိုလို့ပေါ့နော်ကောင်းတာတွေလည်းရှိနိုင်တယ်ဆိုးတာတွေလည်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကလည်းကျမတို့စီကိုပုံစံတစ်မျိုးမဟုတ်တစ်မျိုးပေါ့ပြန်ပြီးတော့လာတက်ကြတာမျိုးရှိတယ်အဲ့တော့ ဘယ်လိုလုပ်မလဲပေါ့နော်ကောင်းတာတွေလည်းလုပ်ခဲ့ကြတယ်စိုးရာတွေလည်းလုပ်ခဲ့ကြတယ်အဲ့တော့စိုးရာတွေလုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုရင်ခုနပြောသလိုပေါ့အခုဒီပြစ်ဆုံးပံမှာတော့အခုလက်ရှိအနေအထားမှာတော့စိုးရာတွေလုပ်ခဲ့ရဆိုတာလည်းသိပြီเนาะဒီလိုမျိုးတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးတွေခံစားရတယ်နာကျင်ရတယ်ဆိုတာမျိုးကိုလည်းလက်ခံပြီဆိုလို့ရှိရင်ဘာနောက်တစ်ခါဆက်ပြီးတော့မလုံမိအောင်ပဲကိုယ့်အကူကိုကျမတို့ဟို control လောက်အောင်ပါပေါ့เนาะကိုယ့်ဟာကိုယ်ရဲ့ကျမတို့သတိပေးရမယ်အဲထိမ့်သိမ့်ရမယ်အဲ့လိုသဘောမျိုးပေါ့ပြီးတော့မလုပ်လို့ရလဲဆိုရင်ကျမတို့ဟိုကောင်းတာတွေကိုပို့ပြီးတော့ဖြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့เนาะအဲ့တော့ကိုယ်ကမကောင်းတာတွေလုပ်ခဲ့တယ်ဒါတွေဖြစ်တယ်เนาะအဲ့တော့ကောင်းတာတွေလုပ်တယ်ဆိုလို့ရှိရင်ကောင်းတာတွေဖြစ်မယ်အဲ့တော့အခုအချိန်မှာအခုလက်ရှိပြစ်စုံပံအချိန်မှာရှိနေတဲ့ကံကဒါလည်းကိုယ်အလုံးနိုင်ဆုံး အာ powerful အဖြစ်ဆုံးဆိုတော့အမှန်ပဲပေါ့နော်အဲ့ဒါကြောင့်မို့ပြစ်ဆုံးပံမှာနေပါဆိုပြီးပြောကြတယ်ပြစ်ဆုံးပံကံမှာဘယ်စေရနာထည့်ပြီးတော့လုပ်ပါ intention ထည့်ပါနော် awareness အမြဲရှိနေပါဆိုပြီးတော့ပြောတာပေါ့နော်နောက်တစ်ခုကကျမဒီ talk လေးနဲ့ဆိုင်လားမဆိုင်လားတော့မသိဘူးဒါပေမဲ့ကျမတခုလေး remind လုပ်ချင်တာရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျမတို့ကလေအချိန်နေအရန် ိုအကုန်မြန်ကြတယ်ပေါ့နော်အကုန်မြန်ကြတယ်ပြီးတော့အချိန်နေလဲကျမကိုအရန်ဖြုံးကြတယ်လို့ကျမစိတ်ထဲမှာထင်တယ်အချိန်ကကျမတို့ဟိုဘဝဆိုတာအရန်တိုတယ်လीနော်ပြောရလို့ရှိရင်ဘယ်နေ့မှာဘာဖြစ်သွားမလဲဆိုတာဘယ်သူမှမသိနိုင်ကြဘူးအဲ့တော့ဒါပေမဲ့အခုကျမစကားပြောနေတဲ့အချိန်အခုကျမပြောတာကိုနားထောင်နေတဲ့အချိန်ကလုံးဝပြန်မရနိုင်တော့ဘူးเนาะဒီဘဝမှာပြီးသွားပြီဒီနေ့ကုန်သွားပြီဆိုလို့ရှိရင်ဒီနေ့ဆိုတာ ျမတို့ဘဝမှာနောက်ထပ်တစ်ခါလုံးဝမရှိနိုင်တော့ဘူး။ဒါပေမဲ့ကိုယ့်ရဲ့နေ့တိုင်းနေ့တိုင်းမှာဘာတွေဖြစ်နေလဲဆိုလို့ရှိရင်အရန်ဟိုလဟတ်သက်တွေကုံသွားတဲ့ဟာမျိုးများတယ်ပေါ့နော်။ဟို track လုပ်ကြည့်ပေါ့ကိုဒီနေ့ဒီနေ့ဘာတွေဘလောက်သုံးနေလဲဆိုတာ track လုပ်ကြည့်လို့ရှိရင်ဖုန်းထဲမှာဟိုပုတ်ဒီပုတ်ရှောက်ပုတ်နေတာဟိုကကျမတို့3 hours လောက်သွားကြနေအောင်လို့ရှိတတ်တယ်ပေါ့နော်။အဲ့တော့ကျမဟိုဒီနေ့ကကျမအချိန်နဲ့ပတ်သက်တဲ့စာလေးတစ်ပုဒ်ရေးတယ်။ အဲ့ဒါရင်းနေနေပဲဒီမှာစိတ်ဒီမှာဘလို့ဖြစ်လာလဲဆိုတော့ဟာအချိန်ကတော်တော်ပေါ့နော်ကြောက်စရာကောင်းတယ်ကုံတာလည်းအရင်မြန်တယ်ပေါ့ကျွန်မဟိုတငယ်ချင်းတယောက်နေရာမှာပြောပြတယ်ဗာလဲဆိုသူကပြောတော့အော်တိုဘယ်ဆိုတော့ရဲဟောလိုဝင်းရောက်တော့မယ်ပေါ့လေဟောလိုဝင်းပြီးလို့ရှိရင်တဲ့ဟိုခရစ်စမတ်ပေါ့ခရစ်စမတ်ပြီးတဲ့ဇန်နဲ့ဆိုပြီးတော့သူကတဲ့ဇန်ပြီးလို့ရှိရင်တော့ပြောရင်းဆိုရင်မမုံမွေးနေရောပြန်ရောက်တော့မယ်နော်တဲ့ဆိုပြီးတော့သူကအဲ့လိုမျိုးတော့မှကျွန်မကိုပြောတယ်ဆိုတော့တကယ်ပဲလေကျွန်မတို့က ဟိုယာသည်တွေနော်ပွဲတော်တွေတစ်ခုပြီးတစ်ခုကုန်သွားတယ်။ဒါရီကကျမတို့ကယာသည်တွေပွဲတော်တွေဟိုလအပိုင်းချနေကျမတို့ပြောနေလို့တကယ်တမ်းမှဘာလဲဆိုလို့ချင်းအချိန်တိုင်းမှာကုန်နေတာလေအသက်ဓာတ်တွေကအချိန်တိုင်းမှာကုန်နေတာပေါ့နော်။အသက်ကလည်းမွေးကလေးကမွေးစပြီးတော့မွေးတဲ့နေ့အိုအမေးပိုက်တွေထွက်လာတဲ့နေ့တွေကကျမတို့က inhale ဆိုပြီးရှူလိုက်ပြီလေရှူလိုက်တယ်ထုတ်လိုက်တယ်ရှူလိုက်တယ်ထုတ်လိုက်တယ်ခဏချင်းမှပဲဘာဖြစ်လဲ ဟိုအစ်စ်တဖန်မွေးဖွားတယ်နော်ပြီးတော့အဟောင်းကလည်းဘာဖြစ်လဲတည်ဆုံသွားတယ်အဲ့လိုမျိုးနဲ့သွားနေနော်နှစ်ပေါင်းဘယ်လောက်ရှိပြီလဲအဲကျွန်မဆိုလို့ရှိရင်46နှစ်ရှိပြီအခုချိန်ထိဟို last breath ပေါ့နော်နောက်ဆုံးနောက်ဆုံး exhale ပေါ့နော်နောက်ဆုံးထုတ်လိုက်တဲ့ထွက်သက်ပေါ့အဲ့ဒါကတော့အခုချိန်ထိမရောက်သေးဘူးဒါပေမဲ့ဘာဖြစ်လဲဆိုသေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ရှူလိုက်တယ် inhale လုပ်လိုက်တယ်နောက်ပြီးတော့ last exhale ကဘာဖြစ်လဲကျွန်မတို့ပျောက်ကွယ်သွားတဲ့နေပဲဘာမှမရှိတော့ဘူး နော်အဲ့တော့ဘာဖြစ်လဲဆိုနီးစင်တဲ့အများကိုယ့်ရဲ့ each and every breath တိုင်းမှာကျမတို့ရဲ့အသက်ဓာတ်တွေကလည်းဘာဖြစ်လဲဆိုတဖြည်းဖြည်းနဲ့ကုန်နေကြတာနော်ဒါပေမဲ့တော်တော်များများကဘာဖြစ်လဲဆိုသတိမထားမိကြအောင်နော်အဲ့တော့ကိုကဘယ်နေ့မှာဘာဖြစ်သွားမလဲဆိုတာမသိဘူးအဲ့လိုမသိရဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုအခုအချိန်မှာပြစ်ဆုံးပန်အချိန်ကိုနေတယ်အခုကိုရဲ့ inhale exhale လုပ်နေတဲ့နော်အသက်သက်သွားနေတယ်ဆက်ပြီးတော့ continuously သွားနေတဲ့အချိန်မှာ ကောင်းတာလေးကိုဖြည့်ပြီးတော့လုပ်ပေးပါလူတွေကအမားတွေရှိနိုင်တယ်နောက်တစ်ခုကကျတော့အဆိုးတွေလုတ်ခဲနိုင်တယ်အကုသူတွေကျူးလွန်မိခဲနိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်မခုနပြောသလိုမျိုးပဲအဲ့ဒီအရာတွေကိုရှိတယ်ဆိုတော့လက်ခံလိုက်ပါအတိအမှတ်ပြုလိုက်ပါစုပ်ကိုင်မထားနဲ့မစွဲထားနဲ့ပြန်ပြီးတော့မခံစားနဲ့နော်ပြီးခဲ့တာတွေကပြီးသွားပြီငါလုတ်ခဲလို့ငါတော့အကုသူတွေတပိတ်တာလောက်တက်နေပြီဟာနောင်တာတွေရကြောက်နော်ရှက်ဟာအဲ့လိုမျိုးတွေဘာမှဖြစ်မနေနေတော့ အတိမတ်ပြုတယ်လုံးခဲ့တယ်ဖြစ်ခဲ့တယ်ပြီးသွားပြီဒါကိုလက်ခံရမယ်နော်ဒါပေမဲ့ဘာဖြစ်လဲဆိုအခုအချိန်မှာတော့အကောင်းဆုံးလုံနိုင်တာပါလေနော်ကိုဖြည့်နိုင်တာပါလေကုသိုလ်ဖြည့်နိုင်တယ်ဆိုလို့ရှင်ဖြည့်ပြီးပါနော်ဆိုတော့ကျမအဲ့ဒါလေးကိုပြောခြင်းနဲ့အဲ့ဒါဆိုလို့ရှင်တော့ဒါကျမနဲ့ဆွေးနွေးရဲ့ညီမလေးရဲ့ဒီဟာလေးကိုသဘောပေါက်မယ်လို့ထင်တယ်ပေါ့နော်ကျမသူ့လည်းအဲ့ဒီအကြောင်းလေးပြောတယ်အခုတော့လေဒီ we can talk မှာကျွန်မပြင်ပြီးတော့မျှဝေရအောင်ဖြစ်တယ်။တချို့ကိစ္စတွေမှာเนาะအနောက်တိုင်းရပညာရှင်တွေပြောတယ်เนาะဘာသာတရားရှုထောင့်ဘက်ကနေကြည့်ရဲအဲ့လိုမျိုး controversial ဖြစ်နေတယ် contradict ဖြစ်နေတဲ့အရာလေးတွေကျွန်မတို့ဒီမှာရှိတတ်တယ်။ဒါပေမဲ့အဲ့ဒီထဲရမှာကျွန်မတို့ကတကယ် main essence တွေပါလဲကျွန်မတို့ကဘာကိုအဲ့ထဲကနေပြီးတော့သူပေးနိုင်တဲ့ထဲကဘာကိုကျမတို့ထုတ်ယူပြီးတော့ကျမတို့ရဲ့ဘဝမှာ apply လုပ်လို့ရှိရင်ကျမတို့ဘဝမှာအဆင်ပြေဆုံးဖြစ်မလဲဆိုတာကို စဉ်းစားတတ်ဖို့လည်းလိုတယ်เนาะအဲ့တော့ဒီ weekend talk လေးမှာတော့ကျွန်မဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အဲဝေမျှလိုက်ပါတယ်တကယ်ပဲအခုလက်ရှိပြည်စုံပံအခြေအနေမှာပဲနေထိုင်မှာပြည်စုံပံကံတွေကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ပါဒါဆိုလို့ရှိရင်ကျွန်မတို့အရင်တော့လုပ်ခဲ့ရဆိုတဲ့အရာတွေကလည်းရော့ပါသွားမှာပဲဖြစ်ပါတယ်เนาะဆိုတော့အားလုံးပဲအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်တယ် Have a nice weekend and thank you for listening